ဟုတ်ကဲ့မေးပါအဒီကိစ္စကအများထင်သလိုအမှန်ပဲလားဒါမှမဟုတ်မနာလိုပြီးဖွားတဲ့ကောလာဟလာဆိုတာပြီးတဲ့ဒီကိုချက်တော့ရှင်းပြပြီးတော့မလားမောနာနေအစင်ပြေရလားမင်းနဲ့ကတွဲနေကြရဲဆိုအောင်အမှုမရပါအောင်အကုန်သိရလေအဲ့ဒါအောင်မင်းဖြေလိုက်တဲ့အင်တာဗျူးက ငါကုံတိတ်ကဘလောက်တိကြသွားစေလဲဆိုအောင်မင်းနဲ့နဲ့လေးမှမစင်းစားမိဘူးလားမင်းသားကျွန်တော်ဝင်ခဲ့မယ်နော်ဝင်ခဲ့လေကွာမြတ် မင်းသားတို့နောင်တို့လာဖို့ပြရပါဘာကောင်းမဲ့ကျွန်တော်ဘာပြောချင်ရှိလို့လဲအကေဖုန်းဆက်တယ်မင်းသားဖေပါပြောလဲမင်းသားတို့မနှက်ဖြံမှာတရင်စာရှင်းလင်းပွဲတစ်ခုစီစဉ်ထားရတဲ့အဲ့ဒီတရင်စာရှင်းလင်းပွဲမှာအခုထွက်နေတဲ့တရင်တွေက ကောလာဟာလာရဲ့ဖြစ်ကြောင်းပြောပြီးအခုချိန်ဒီမက္ကလေးယားနဲ့ချစ်သူတွေဖြစ်နေပါသေးရဲ့ဆိုတဲ့အကြောင်းဖြေရမယ်လို့ပြောသွားပါတယ်မလားအဲ့တော့ကိုအောင်မြတ်ကပါပြန်ပြောလိုက်တယ်ကျွန်တော်မင်းသားကိုပြောလိုက်ပါမယ်လို့ပဲပြောလိုက်ပါတယ် ကောင်းမြတ်အခုချိန်မှာကျွန်တော်ကိုရေးကိုတာကိုကျွန်တော်ဘာသာကျွန်တော်ဆုံးဖြတ်နိုင်တယ်ကောင်းမြတ်အဖေကိုပြန်ပြောလိုက်ပါ နောက်ဆိုရင်ကျွန်တော်နဲ့ပတ်သက်ပြီးတော့ဘာမှဝန်မပါပါနဲ့လို့ဟုတ်ကဲ့ပါမင်းသားကျွန်တော်အန်ကက်စီကိုဖုန်းဆက်ပြီးတော့ပြန်ပြောလိုက်ပါမယ်ဒါမဲ့မင်းသားကျွန်တော်မင်းသားရဲ့မန်နေဂျာတယောက်အနေနဲ့ မင်းသားကိုတခုလောက်ပြောချင်ပါတယ်မင်းသားခွင့်ပြုမယ်ဆိုရင်ပေါ့ပြောပါကောင်းမြတ်ပြောလို့ရပါတယ်မင်းသားအခုချိန်မှာအရန်ကိုအောင်မြင်နေမင်းသားတယောက်ဖြစ်နေပြီဒီလိုနေရာကိုရဖို့အတွက်မင်းသားဘလောက်ထိစူးစမ်းခဲ့ရလဲဆိုတော့မင်းသားကိုယ်တိုင်အတည်ဆုံးဖြစ်မှာပါဒီလိုအောင်မြင်နေတဲ့အချိန်မှာဘာမှမဟုတ်တဲ့မိန်းကလေးတယောက်ကြောင့် မင်းသားရဲ့ဘဝကိုကျွန်တော်မထိခိုက်စေချင်တာတော့အမှန်ပဲကောင်းမဲ့ပြောတာကိုကျွန်တော်နားလဲပါတယ်ကျွန်တော်ရဲ့အတူတူရှိနေပေးခဲ့တဲ့အတွက်လည်းကောင်းမဲ့ကိုချေဆုတင်ပါတယ်ဒါမဲ့ကျွန်တော်ဆုံးဖြတ်ထားပြီးသားကိစ္စကိုတော့ဘာအတွက်မှကျွန်တော်ပြန်ပြင်မှာမဟုတ်ဘူးကောင်းမဲ့ကျွန်တော်နားလဲပေးပါ ကျွန်တော်ကနားကျင်နေပြီနေနာဖုံနေနာဆောဆောနာပါ မင်းလာဆုံးပြေစာဝတ်မင်းမီဘယ်တော့မှဖြစ်မလို့ဘယ်လိုလဲဘလို့တဲ့ရပင်ကိုလာကြရတဲ့ကို unplan ရဲ့ orange serum နဲ့အခုပဲဖော်ထုတ်လိုက်ပါမနှက်ဖြန်တိုင်းမှာလှနေဖို့ unplan orange serum ကိုသုံးကြစို့ unplan ဟုတ်မင်းသားမင်းသားပြောရတဲ့အချိန်ကျွန်တော်ဖဲမီရအောင်မှမခေါ်ထားတော့ဒီ live ကနေတဆင်ပဲမင်းသားအေးဆေးဖြစ်ရှင်းလိုက်တာပို့ပြီးအဆင်ပြေပြီလို့ကျွန်တော်ထင်တယ်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအားကြောင့်ခင်ဗျာမင်္ဂလာပါဟုတ်ကဲ့ဘုရားဟုတ်ကဲ့အော်မင်းသားဆင်းသင့်ဖြစ်ရင်ကျွန်တော် like လေးစားလိုက်ကြတော့မလားဟုတ်ကဲ့ဟော live မစားခင်ပေါ့ကျွန်တော်တခုတော့မင်းသားကိုကြိုပြောထားပြရသေးတယ် ျွန်တော်စီမှာမီဒီယာပေါင်းစုံကမေးချင်နေတဲ့မေးခွန်းလေးတွေပါလာတာမျိုးလေဒါမင်းသားအနေနဲ့တခြားလေးဖြေပေးနိုင်မလားဆိုတော့ကျွန်တော်ပြောပြပေးသွားတကယ်လို့လိုင်းမစခင်မှာမေးခွန်းလေးကိုကျူဖက်ထားခြင်းလဲဆိုရင်လည်းရပါတယ်ဟိုကျွန်တော်မင်းသားမဖြေခြင်းလဲမေးခွန်းလေးတွေရှောင်ပြီးတော့ပေးထားအောင်ပါရပါတယ်။မေးစရာရှိရမေးခွန်းတွေကိုသာမေးပါ။ကျွန်တော်ဘက်ကအားလုံးဖြေဖို့တင်ပါမယ်။ဟုတ်ကဲ့ခင်ဗျ။ နောက်ဆုံးတော့ဆောက်လိုက်ကြတာပေါ့ Camera ready မင်္ဂလာပါမင်းသားမင်္ဂလာပါဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်အနေနဲ့ပေါ့နော်အခုပထမဆုံးမေးချင်တာကတော့ဒီကိုရပိုင်တဲ့မှာမင်းသားအနေနဲ့ production ဘက်ဝင်နေကောင်းပါလိမ့်တရားနဲ့အခြေအကိစ္စပေါ့အဲ့ဒီကိစ္စလေးကိုကျွန်တော်သိချင်ပါတယ်မေးချင်တာပေါ့နော်

ိုးသားနေအဆင်ပြေရလားမင်းကငါ့အတွက်စဉ်းစားပြီးတော့အခုလိုဖြေလိုက်တာနေမှာဘာဖြစ်လို့လဲဆိုတော့မင်းကငါ့ကိုရမ်းချစ်တာလေကျွန်တော်ရဲ့အခုတက်တော်ချီရတော့အာမန်ပါပဲကျွန်တော်အေးအေးဆေးဆေးတယောက်တည်းဖြတ်တန်းနေပါတယ် โอเคခုလိုပြကြပေးလို့ကျေးဇူးတင်ပါတယ်။အော်နောက်ထပ်တစ်ခုမေးဖို့ပြပါဦး။မင်းသားအနေနဲ့မကြာသေးမီချိန်ကဟိုဟာအချစ်သူ့မဟုတ်အမုန်းဆိုတဲ့ရှင်ဇလန်တွေကိုမင်းသမီးမကလျာနဲ့အတူကြိုက်ကူးခဲ့တယ်နော်။ဟုတ်ပါတယ်ဟုတ်ကဲ့။အော်ပြည်သက်တွေကလည်းမင်းသားနဲ့တူမင်းသမီးမကလျာတို့အရန်ချစ်ကြတဲ့ချစ်သူတို့ရဲ့လို့ထင်ကြီးပေးကြတာလည်းရှိရဲ့။အော်အဲ့ကြတော့ကျွန်တော်သိချင်တာပါနော်။အဲ့အဲ့ဒါကပြည်သက်တွေထင်တယ်လို့တကယ်အပြစ်မှန်မဲလား။ဒါမှမဟုတ်တခြားအကြောင်းအရာလား။ဆိုတော့မင်းသားနေတူတော်ပြီပါ။ ဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ကတော့ဒီတတင်းကဖြည့်ရှင်းစရာတော့လုံးဝမထင်ပါဘူးဗျာဘာလို့လဲဆိုတော့ကျွန်တော်နဲ့မက်ကလေယာနဲ့ကပြိသက်တွေထင်ကြီးပေးရလောက်အောင်ထိဘလို့ပတ်သက်မှုမျိုးမရှိခဲ့ကြတော့ပါပဲ ုတ်ကဲ့ကျေးဇူးဟုတ်မင်းသားရေခုလက်တလောပေါ့နော်အမှုပညာလှူရှားမှုလေး plan လေးကိုဒိတ်သက်တွေတည်အောင်လည်းဆက်လောက်ပြပြပြပါလားအာကျွန်တော်ရဲ့အမှုပညာလှူရှားမှုကတော့ကျွန်တော်လက်ခံထားတဲ့ဇလန်တွဲတွေကြောင့်ညာတွေကိုလက်သွားဖို့ရှိတယ်ပြီးတော့အခုလက်တလောကတော့ကျွန်တော်အပန်းဖြေခီးလေးတစ်ခုထွက်ဖို့အတွက် plan ထားပါရဲ့ဗျဟုတ်ကဲ့ အဲနောက်ဆုံးအနေနဲ့မင်းသားကိုကျွန်တော်မေးချင်တာကတော့နော်အခုမင်းသားကိုတခဲနဲ့အားပေးနေကြတဲ့ဒီအမျိုးမျိုးအနေနဲ့အပြည့်အစုံကြီးကိုမင်းသားအနေနဲ့ကျွန်တော်ဒီ like ကနေပြီးတော့ဗာမပြောချင်နေလေခင်ဗျာကျွန်တော်နေလင်းအောင်ဆိုပြီးတော့ဖြစ်လာအောင်လို့တခဲနဲ့အားပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုကျွန်တော်ရင်ထဲကနေထိုက်တယ်လည်းကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ကျွန်တော်ချစ်ရတဲ့ပရိသတ်တွေအတွက်ကိုလည်းဆက်လက်ပြီးတော့အများကြီးစူးစမ်းတော့မှာမို့လို့ကျွန်တော်ဆက်လက်အားပေးကြပါအောင်လို့ ရိသတ်တွေအားလုံးကျန်းမာချမ်းသာပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ Okay ဆင်းရဲရတယ်မလားဟုတ်ကဲ့ကျေးဇူးပါကောင်းကြောက်ခန့်ဟုတ်ကဲ့ကျေးဇူးပါကျွန်တော်တို့အခွင့်ပြုပါအောင်နောက်မှထပ်ဆောင်ကြရအောင်ဟုတ်ကဲ့ပါလို့ပေါ့မင်းနာအဲ့ဒီအဆင်ပြေကျွန်တော်ကားပေါ်မှာအပူစီစဉ်လာပြီးကျေးဇူးပါကောင်းကြောက်ခန့်ဟုတ်ကဲ့ခင်ဗျာရပါမယ်ကျွန်တော်ညချမ်းမှာဝန်ဆက်လိုက်ပါဟုတ်ကဲ့ဆက်လိုက်ပါလို့ရတယ်ဟုတ်လိုက်ပါအောင်ဟုတ်ကဲ့ပါလို့ ဒီကင်မရာလေးတိုင်းပါမင်းသားကိုယ်တိုင်ကမဟုတ်ပါဘူးလို့ဖြေရှင်းတာတော့ပပတော့မိုးသားကိုဆွဆဲခဲ့မြင်အလွန်သွားပြီထင်တယ်နော်ကိုဟုတ်တယ်ဒါဆိုမိုးသားနဲ့မင်းသားနဲ့ကဘာမှမပတ်သက်ဘူးပေါ့အကိုတို့မိုးသားကိုပြောလိုက်တာလွန်သွားပြီထင်တယ်ကျွန်တော်လည်းအနေအားထူပူပြီးတော့ရုံးအပြေးလာလိုက်တာအခုလိုကြတော့လေမိုးသားပြနေတဲ့သူနဲ့ဘာမှမသက်ဆိုင်ဘူးဆိုတော့ကျွန်တော်ပြောတာလွန်သွားနေတယ် ဒီချိန်မှာသူမဟုတ်ပဲဆွဆွဲခံလိုက်ရတော့မူသားအရင်အားငယ်နေမှာမျက်နှာကြတော့ရုံးစင်ရဲ့ပပမူသားရင်လိုက်သွားပြီးတော့လက်ကံကျုံပြန်တက်လို့ရပြီလို့တပြောင်းလိုက်မယ်လေအဲ့ဒါကောင်းတယ်အော်ဒါနဲ့ကိုရတယ်ဟိုကိုကောင်းမြတ်ကဘာဖြစ်လို့ရုပ်ပြည့်ကြီးအလုပ်ထပ်သွားကျွန်တော်လည်းအဲ့ဒါပဲသိချင်နေတာသူဘာလို့ရုပ်ပြည့်ကြီးအလုပ်ထပ်သွားလဲလို့ကျွန်တော်လည်းသိချင်မသိဘူး ဟုတ်ပါဘာစဉ်းစားနေလဲယုံမှာအရင်လိုလူမစုံတော့တာကိုတွေးမိပြီးတော့စိတ်မကောင်းဖြစ်သွားလို့ပါကဲပါစိတ်မကောင်းစရာတွေးမနေကြတဲ့တော့နော်ကျွန်တော်တို့ရဲ့အချစ်တို့မအမုံစကားကြီးမပြရင်အခုဖြစ်နေတဲ့ပြဿနာကြီးအေးအေးဆေးဆေးပြေလည်သွားဖို့ဆူတောင်းကြတာပါလေ sorry နေလင်းရောင်မင်းနဲ့ငါတွဲနေကြရဲဆိုအောင်အမှုမရပိုင်အောင်အကုန်သိရလေအားအောင်မင်းဖြေလိုက်တဲ့အင်တာဗျူးဟာငါကုန်သိကဘလောက်ထိကြသွားစေလဲဆိုအောင်မင်းနဲ့လည်းမစင်စားမိဘူးလားတိတ်ခါဟုတ်လားခင်ဗျားမှာတိတ်ခါရောရှိလို့လား မင်းစကားတွေကတိုက်ကိုစော်ကားလုံးအားကြည့်နေပြီနော်မင်းဟာငါရင်ရတိခဲ့တယ်နင်းလေးအောင်မဟုတ်တော့ဘူးပဲဟုတ်တယ်တုံ့မှန်အရင်ကနင်းလေးအောင်ဟာခမည်းရှိနေုံနဲ့အရာအားလုံးစွန့်လို့ရင်တော့တိခမည်းကိုချစ်ခဲ့တယ်ကောဒါနဲ့အခုတော့ခမည်းမရှိတော့လဲကျွန်တော်ဘိုးအားထဲမှာတယောက်တည်းရက်တည်နိုင်ပါဘူး ဒီမှာနေလင်းအောင်ငါလူငယ်တဘာဝရောက်မှားခဲ့တယ်ဆိုအောင်လက်ခံလေဒါမဲ့အော်တိပြီးမှာမျက်စိပြန်လာခဲ့တာလေငါဘွားတို့မင်းကအလိုအဆုံးမလို့ငါမျက်စိပြန်လာခဲ့တာလေအော်မင်းဘာဖြစ်နေရလဲမင်းတော့ငါမရှိတော့မိုးသားပြီကိုချစ်နေခဲ့သေးရပဲမလားအော်ငါနားလေပြောမင်းကငါဘာပြောခဲ့လဲဘာလဲဒီကြီး ကျွန်တော်ဘဝမှာကျွန်တော်လက်ချက်နိုင်မိမှာအဖြူစင်ဆုံးပဲဖြစ်ရမယ်ခမည်းတော်အမဲဆက်ရှိတဲ့သူလို့လို့ကျွန်တော်ဘယ်ဘဝမှာဒီပီပတ်တမှာမဟုတ်ဘူးအဲ့တော့ခမည်းကြီးလည်းမှတ်ထားကောင်းပြီလေမိမကတော့ငါဘော်ဒီလောက်ပြတ်သားနေပြီဆိုမှတော့ငါဘက်ကလည်းမင်းဘော်ပြတ်သားပေးရအောင်ပါ ဘဝအတွက်ငါလိုမိန်းမမျိုးထမတွေ့နိုင်တော့တာတော့သိကြတယ်လူဆိုတာတန်ရာတန်ရာပဲပေါ့နေလင်းအောင်မင်းနောက်ခါငါမျက်နှာဘယ်တော့မှထမတွေ့စေအောင်